ရင်တော့အိမ်ပိုင်းနဲ့နေတာပါနောက်တစ်ခါအမျိုးသားဆုံသွားပြီးတော့မှတစားစားပေါ့အမျိုးသားလည်းစီးကြိုလေခြေထောက်နှစ်ဖက်စလုံးမရှိတော့ဘူးအရင်ရင်တော့ဆို producer ပေါ့ဟာဗီဒီယိုထုတ်လို့ရေးဆိုပြီးတော့ကင်မရာတွေလည်းထောင်းတယ်ကုမ္ပဏီလည်းရှိတယ်အဲ့ဒီလိုကားတွေလည်းရိုက်လာတယ်အရင်ခက်ကပေါ့တော်ရေတောက်လျှောက်ပေါ့35လမ်းမှာဆိုကားဆက်ခန်းနှစ်ခန်းအဲ့လိုပေါ့ဒါပေမဲ့အရင်တော့ရွှေတိဆောင်ရတာလူတွေသွားရင်ဘာမှကိုယ်တော့ပါတာမဟုတ်ဘူးအန်တီတူယောက်ျားနဲ့ပါသွားတာလည်းအများကြီးပဲသူ့ကိုကုခဲ့ရတာအနစ်စိတ် သမီးရဲ့ဆင်းဟုတ်တခါတက်တယ်ဆိုလွယ်တာမှမဟုတ်တာဟုတ်တယ်သိတဲ့အတိုင်းပဲလေအဲ့တော့အဲ့ဒီမှာတော်တော်လေးများများကုန်သွားတယ်အမျိုးသား35လမ်းမှာပဲအန်ဒီသူတို့ပြန်နေတဲ့အချိန်မှာအန်ဒီရင်တော့ကြောင်မြောင်းမှနေတာလေကြောင်မြောင်းမှကိုယ်အိမ်နဲ့ကိုယ်နေတာအခုကြောင်မြောင်းကအဲရှစ်ထတိုက်ဆောက်တယ်အဲ့ဒီတော့ရှစ်ထတိုက်2008ခုနှစ်ကပေါ့နော်ရှစ်ထတိုက်ဆောက်ပြီးတဲ့အချိန်မှာအခန်းကြီးတစ်ခန်းကြီးတစ်ခန်းကြီးရောင်းပြီးတော့မှနောက်ဆုံးကိုကအိမ်ငါးဘွားကိုပြန်ရောက်သွားတာပေါ့နော်မမများအဖွဲ့ရင်တော့တကြံကြီးကတော့တစ်နှစ်ကိုတစ်ခါတကြံကပြီးလို့ရှိရင်ပတ်ဆံရရတယ်လေအဲ့ဒီမှာရတဲ့ပတ်ဆံပေါ့နော် တနေ့တခါရတဲ့ပတ်စံအိမ်ဘိုးအိမ်ဘိုးအဲ့လိုတင်း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 နဲ့နေလာတာပေါ့ဒါမှမဟုတ်အခုနောက်ပိုင်းကြတဲ့ခါကျတော့တကြံဆိုတာလည်းဝင်ဖြစ်တယ်အန်တီတို့မမဖွဲ့ရလည်းနားလိုက်တယ်အဲအခုရုံပြန်တက်နေတာဆိုရင်အခုကလလောက်တော့ရှိပြီနဲ့တူတယ်ဟိုကိုကြီးဟိုအင်္ဂါနေ့ဆိုအန်တီတို့ကအမှုဆောင်စီဝေးရှိတယ်လေအင်္ဂါနေ့တက်တယ်နောက်တခါတောက်ကြနေမှာအန်တီတို့ဂျူတီပေးထားတယ်အဲတောက်ကြနေလာတယ်ဒါမှမဟုတ်အခုရက်ပိုင်းမှာတော့ဇက်တိုက်ကလေးလိုဖြစ်သွားတာအခုဒီမှာမန္တလေးမြို့ငလျင်ဘေးအတွက်လေ အခုအန်တီတို့ရုပ်ရှင်တပင်ဂီတသုံးပွဲဆိုင်ပေါ့နော်အကုန်လုံးကနေပြီးတော့အားလုံးကနေပြီးတော့ကိုကြီးကိုစားပြီးတော့မှအကုန်လုံးပေါ့အလှူတန်းတွေလာပြီးလှူတယ်ပွဲကြီးလုပ်တယ်အဲ့ဒီပွဲကြီးမှာအန်တီတို့ရုပ်ရှင်စီးရောလဲတတ်နိုင်တဲ့ဘက်ကနေပြီးတော့ပံပိုးကူညီကြတယ်အဲ့တော့အဲ့ဒီအချိန်မှာအန်တီတို့ကရုပ်ရှင်အမှုဆောင်တယောက်ဖြစ်တဲ့အတွက်ဒီမှာလိုအပ်တယ်လို့လာပြီးတော့မှအန်တီလာပြီးပံပိုးပေးနေတာပါကိုကကိုကိုကွယ်ကိုတနေရနေကိုပတ်ဆိုင်ရတယ်ဆိုလို့ရှိရင်ကိုကကိုရှိရင်မနေတတ်ဘူးကြွေးလဲကြွေးတယ် လူတွေကိုကြွေးတယ်လှူလဲလှူတယ်ပေါ့အဲ့လိုပေါ့ဒါပေမဲ့အရင်တော့တော့အိမ်ပိုင်းနေနေတာပါနောက်တစ်ခါအမျိုးသားဆုံသွားပြီးတော့မှတစားစားပေါ့အမျိုးသားလည်းစီဂျိုတွေခြေထောက်နှစ်ဖက်စလုံးမရှိတော့ဘူးအရင်အရင်တော့ဆို producer ပေါ့ဟာဗီဒီယိုထုတ်လို့ရေးဆိုပြီးတော့ကင်မရာတွေလည်းထောင်းတယ်ကုမ္ပဏီလည်းရှိတယ်အဲ့ဒီလိုကားတွေလည်းရိုက်လာတယ်အရင်ခက်ကပေါ့တော်ရေတောက်လျှောက်ပေါ့အဲ့တော့လွန်ခဲ့သောအနှစ်20လောက်ကဆိုတောက်လျှောက်ကိုကိုယ်ရုပ်ရှင်လောကမှာကျင်လည်ပြီးတော့မှတော့ producer အဲ့လိုလှုပ်လာတယ်ဟို 35လမ်းမှာဆို60ခန်းနှစ်ခန်းအဲ့လိုပေါ့ဒါပေမဲ့အရင်တော့ရွှေတိဆောင်ရတာလူတွေသွားရင်ဘာမှကိုယ်တော့ပါတာမဟုတ်ဘူးအန်တီတူယောက်ျားနဲ့ပါသွားတာလည်းအများကြီးပဲသူ့ကိုကုကြရတာအနစ်စိတ်အနစ်စိတ်မှာအန်တီမှာရှိသမျှရှာထားသမျှတွေအားလုံးတမိရဲ့ဆင်းဟုတ်တစ်ခါတက်တယ်ဆိုလွယ်တာမှမဟုတ်တာဟုတ်တယ်သိတဲ့အတိုင်းပဲလေအဲ့တော့အဲ့ဒီမှာတော်တော်လေးများများကုန်သွားတယ်အမျိုးသား35လမ်းမှာပဲအန်တီတို့ပြန်နေတဲ့အချိန်မှာအန်တီရင်တော့ကြောင်မြောင်းမှနေတာလေကြောင်မြောင်းမှကိုယ်အိမ်နဲ့ကိုယ်နေတာအခုကြောင်မြောင်းကအဲရှစ်ထပ်တိုက်ဆောက်တယ်အဲ့ဒီတော့ ရှိတတ်တဲ့2008ခုနှစ်ကပေါ့နော်ရှိတတ်တဲ့ဆောက်ပြီးတဲ့အချိန်မှာအခန်းကြီးတစ်ခန်းပြီးတစ်ခန်းပြီးရောင်းပြီးတော့မှနောက်ဆုံးကိုကအိမ်ငါးဘဝကိုပြန်ရောက်သွားတာပေါ့နော်အိမ်ငါးဘဝနေအမျိုးသားကိုကိုပြုစုတယ်ကုသတယ်ကိုရှာတယ်ရုပ်ရှင်လေးရိုက်ပေါ်သမီးရဲ့အဲ့ဒီအချိန်မှာအဒီကမမများအဖွဲတို့ဘာလို့ကနေပြီလေကနေတော့မမများအဖွဲရင်းတော့ကြံနေကတော့တစ်နှစ်ကိုတစ်ခါကြံကပြီးလို့ရှိရင်ပတ်ဆံရရတယ်လေအဲ့ဒီမှာရတဲ့ပတ်ဆံပေါ့နော် တနေ့တခါရတဲ့ပတ်စံအိမ်ဘိုးအိမ်ဘိုးအဲ့လိုတွေတင်း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 နဲ့နေလာတာပေါ့ဒါမှမဟုတ်အခုနောက်ပိုင်းကြတဲ့အခါကျတော့တကြံဆိုတာလည်းဝင်ဖြစ်တယ်အာဒီတို့မမအဖွဲ့ကလည်းနားလိုက်တယ်နားလိုက်တဲ့အချိန်မှာအခုတခါဘယ်လိုပြန်ဖြစ်လဲဆိုတော့အာဒီတို့ကအသက်ပိုင်းဆိုင်ရာကြတော့လေအာဒီတက်86နှစ်ထဲရောက်လာပြီ85ပြည့်သွားပြီအဲ86ရောက်လာတဲ့အချိန်မှာ85မှာအမေတို့နဲ့နေစားဟဲ့နင်းမမလုံမနေနေတော့နင်းအသက်ရွယ်နေဆိုလို့ရှိရင်နင်းက အဖွားဖြစ်နေပြီအဲ့တော့အဖွားပဲလို့တော့ဆိုတော့ငါအမေဖွဲ့ကိုလာဆိုပြီးတော့အဲ့မှာအန်ဒီကအမေဖွဲ့ကိုပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့ချိန်မှာလည်းအဲ့ဒီတော့တကြံလေးနှစ်နှစ်လောက်တော့ကားလိုက်ရတယ်ပေါ့နော်အဲ့ဒီတကြံနှစ်နှစ်ကားတဲ့ချိန်မှာတနည်းရတဲ့အဲ့ဒီပတ်စံလေးကအိမ်စဘောပြန်တင်ရတာပေါ့တမီးရဲ့အဲ့ဒီအဲ့ဒီအိမ်စဘောတင်ဖို့တည်းအမေဖွဲ့ကိုအန်ဒီရောက်သွားတယ်ရောက်သွားရင်အမေဆန်းတို့ကနေပြီးသူတို့အမေဖွဲ့မှာအန်ဒီနှစ်နှစ်ကားလိုက်ရတယ်နှစ်နှစ်ကပဲဒီနှစ်မှာသုံးနှစ်မြောက်မှာအန်ဒီအခုဒီမှာရုပ်ရှင်စီးအောင်မှာအမှုဆောင်လူကြီးပေါ့ပြတ်စက်နဲ့ နောက်ခံဒေဂီတာမှာအန်ဒီကအမှုဆောင်လူကြီးလေအန်ဒီကအဲ့ဒီအလွှာမှာအစတော့ကဇပုဆိုင်ရဇပုဆိုင်ရနေအန်ဒီကဒီဘက်ကိုရောက်လာတယ်ဒီဘက်ကိုအခုကြက်ကြက်နဲ့နောက်ခံဒေဂီကြောက်လာမှာပါတယ်ပါပြီးတော့အဲ့ဒီမှာအမှုဆောင်လူကြီးလုတ်တယ်လုတ်နေရနေပြီးတော့အဲ့ဒီအန်ဒီတို့အခုသမီးတို့လည်းတွေ့နေတာပဲရွှေချိုးဒီနေ့ဒီနေ့ရွှေချိုးတွေရွေးပြီးတော့ပြင်ပန်းသွားတာလည်းပါတယ်နောက်တစ်ခါကိုကိုကိုကချီးချိုးလည်းမရှိဘူးပေါ့ကိုကိုယုံကြည်ထားတယ်တွေ့တော့လည်းမရှိဘူးအဲ့ဒီချိန်မှာဒီဗာလဲ ရွှေချိုမဟုတ်တဲ့မရတဲ့ကလေးတွေကိုပန်းနိုင်ဘွေမှာစီဆိုတဲ့ချင်းဇက်တိုင်နေတယ်။အဲ့ဒီတိုက်နေတဲ့နေမှာပဲအန်တီတူကသူ့ကိုတိုက်ပေးတိုက်ပေးပြီးတော့အပြင်ကိုပြန်ထွက်တယ်ကွာ။အောက်ခံမှာနေပြီးတော့ပြင်ကိုပြန်ထွက်တဲ့ချိန်မှာနေပြီးတော့ကြံရီတိုက်ကြတယ်သူတို့တွေကကြံရီတောက်လိုက်တယ်။တောက်ပြီးတော့မှအိမ်ကိုပြန်တဲ့ချိန်မှာလမ်းမာတွေကမျက်စိကလေးလာတယ်။ဟာငါဘာဖြစ်လို့လဲမသိဘူးပေါ့နော်။အိမ်ပြန်တော့တားရတယ်အတို့ကပြန်လာတော့ဟဲ့တားရဲ့အမေအိတ်ချင်လို့ကွယ်။ခဏအိတ်လိုက်ဦးမယ်ဆိုအိတ်လိုက်တာ၃ရက်သတိမေသွားတယ်။နောက်ဆေးကိုကိုယ်ဘယ်လိုရောက်သွားလဲမသိဘူး။အဲ့ဒီလိုပေါ့တမီးရဲ့။ ဘာဖြစ်သွားမှန်းကိုမသိတာဆေးရုံရောက်တဲ့ခါကျမှပြန်တရိရတော့ကိုကိုကြောက်ကကဆေးပြီးပြီတဲ့ဟင်ဘယ်လိုလုပ်ကြောက်ကကဆေးတာလဲကိုမသိဘူးဆေးရုံမှာလည်းသတိမရဘူးလူတွေကတော့လာတယ်ပြောတာပြောနေဘာမှမသိဘူးပေါ့နော်ကြောက်ကဆေးတာကိုမသိလိုက်ဘူးနောက်ဆုံးကျတော့အာဒီယာကကုသကကောင်းတာတော့ကြောက်ကသုံးကဆေးလဲရတယ်ဆေးရုံတက်တက်တလှတော့တွင်းမှာကြောက်ကသုံးကဆေးပြီးတော့မှအဲ့ဒီသုံးကဆေးလိုက်တဲ့အချိန်မှာဆရာဝန်ကြီးကဘာပြောလဲနေရကုသကကောင်းတယ်တဲ့သုံးကဆေးပြီးလို့ရှိရင်လွတ်တယ်လို့ရှိတယ်နောက်ကျန်တဲ့လူတွေကတော့ ထောက်ချောက်ဆေးရတယ်လေအန်ဒီကအဲ့ဒါကြောက်ကကသုံးကဆေးပြီးတော့အန်ဒီကဆင်းလာတာပါကိုကလည်းအဲ့တော့ဆေးရုံပေါ်မှာလေအဆရာဝန်ကြီးတို့ကြည့်ချင်းလိုက်တာဆိုသူတို့ကအဲ့ပြတယ်လုတ်ပေးထားတယ်သူကလည်းကယ်ရီဘွေးကအန်ဒီအစာဆုံးကြည့်တယ်ဆေးရုံပေါ်ကနေပေါ့ဂရင်ပေါ်မှာပက်လက်ပဲကိုကတော့မလုံနိုင်ဘူးမြင်ရပါတယ်ကိုတဲ့သတိတွေရတာပေါ့နော်စိတ်တွေလည်းပူတာပေါ့ငယ်ရတော့မကြဘူးတော့ဘာလို့ဆိုတော့လေကိုကအဲ့ဒါတော့ခဏရင်ရှိတယ် အဲ့ဒီအချိန်မှာမျက်ရည်ကျတာတွေပါလေတော့မရှိဘူးဘယ်သူရမလဲဘယ်သူရမလဲကိုစိတ်ကဒီဆန္ဒလေးပဲစောနေတာပေါ့နော်အင်းအော်မအေးတီတာလားအေးတီတာတော့အရန်ကျေးဇူးရှိပါတယ်အေးတီတာတို့အကူအညီအများကြီးပူဆိုရပါတယ်အေးတီတာတို့ရှေ့ကကိုအောင်ခိုင်တို့ပေါ့ကိုအောင်ခိုင်ကအန်တီလူတွေဟိုလူတွေလူခံဒီလူတွေလူခံကိုအောင်ခိုင်အများဆုံးလုပ်ပေးပါလေရှင့်အဲအခုလည်းတွေ့ရင်တွေ့သူပဲအန်တီတူမှရှေ့ဖို့လိုတယ်လုပ်ပေးကြပါအောင်ကိုအောင်ခိုင်ကြီးကအဲ့လိုပါဒီဆေးုံမော်ဒယ်အရင်တခါအန်တီ ုံနောက်တွေးကြောပြတ်တော့လည်းသူပဲသူတို့နဲ့မမအဖွဲ့ပဲအန်တီကိုအခုဒီတခါလဲဒီလိုပဲကိုအောင်ခိုင်နဲ့ဦးဝင်းမြိုင်နဲ့အန်တီကိုစေးုံကိုပို့ကြတာသူတို့ဒီရုပ်ရှင်စေးုံလူကြီးတွေအကူကြီးနဲ့ပေါ့တော့ပြန်ကြားရေးအကူကြီးနဲ့ပေါ့အန်တီစေးုံရောက်ခဲ့ပါတယ်အော်အေးတီတာတော့တည်နေတယ်တည်နေတော့ကိုကဘာရဲလို့မဟုတ်ဘူးလေအေးငါတော့နောက်၃လဆိုလို့ရှိရင်ဒုက္ခပဲဆိုအဲ့မှာအေးတီတာနဲ့ပတ်သက်တဲ့နိုင်ငံခြားနဲ့တယောက်ကနေပြီးတော့အန်တီကိုပတ်ဆံလှမ်းပို့လိုက်တယ်အန်ဒီလူအိမ်ဆက်နေလို့ရအောင်ဆိုပြီးတော့မှအဲ့ဒီကျေးဇူးတင်ပါတယ်အဲ့ဒီကလေးလေးနိုင်ငံခြားကနေပြီးတော့ပို့ချတာပါ အဲ့ဒီကိုပြီးပါအနေပြီးတော့လေအလူတွေကအီတီတာတို့ကလွတ်ဝေးတယ်လေလိုအပ်တာကိုပြောပါတယ်သူကကိုကလည်းခုမပြောခုဆိုမင်းသားတွေတွေ့ပါတယ်မင်းရတယ်ကြော်ထက်အောင်လို့လေထိတ်ဆုံးကနေလှူရှာတာအဒီချင်းကိုတပီတက်တက်ချင်းပဲသူတို့ဒီမအီတီတာလုပ်ပြီးတော့လေအဲသူတို့ကလည်းအမေးရတယ်ဒါကျွန်တော်တို့ကတယောက်ကိုတယောက်ကူညီရမှာပါတဲ့ကလေးတွေရဲ့အကူအညီဆိုအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အန်တီအတွေ့ထဲမှာငါနေမကောင်းမနေလေရုပ်ရှင်သမားတွေရဲ့အသက်သွေးတွေကသူတို့ဆက်ပြီးတဲ့အတွက်ကိုဘယ်လိုပဲဖြစ်ဒီလုပ်ကိုလို့ကိုကဲကိုကိုရအောင်ကိုရအောင်ဆိုအန်တီတူး စိတ်ကိုမတည့်ရသေးဘူးနော်အန်တီလူအိမ်မှာ၃ရက်လောက်မြုံမိတ်နေတဲ့အချိန်မှာလေ तू ကကေပေးနဲ့ပတ်ဆံပို့တာတားငွေ၅သိန်းတန်းပို့လိုက်တယ်အဲ့ဒီ၅သိန်းကန်ပြီးစိတ်ကိုတည့်ရတာအာကိုရလေးထိတ်ဆုံးပဲကိုရလေးလည်းကျေစုရှိတယ်အရှင်ပြေသွားတာပေါ့ပဲနောက်တော့၆လတော့စဉ်းစားရမှာပေါ့ထိပေါက်ရပေါ့ကိုကူညီမဲ့လူပေါ်လာဦးမှာပါတာလီလာတာလီကအလုပ်ရှိတယ်လေလို့ မြို့တော်ခမ်းမမှာဒီတို့မှာ तू ကပြန်ဆက်မှာ तू ကအလုပ်လုပ်နေပါတယ်အရင်တော့ကတော့ तू ကတော့ကလေးတယောက်ဆောင်ရင်းမင်းထွန်းအဲ့တော့အခုတားလေးပဲရှိပါတားလေးကအခုပြန်ပြုစုပေါ့ तू ပြုစုလို့လည်းကိုလည်းပြန်နေကောင်းလာတယ် तू လည်းခုပိန်းနေပြီရိုးပေါ်ရေးနေမယ်မေယူပြုစုရတော့တလကြကြနလနီးပါလေအခုဆိုအန်တီဒီလ14ရက်နေ့ဆိုဆင်းကိုဆင်းတာသုံးလပြည့်သွားပြီအခုတလကြပြီပေါ့နော်ဆေးတွေကတော့တောက်နေရတယ်ကျောက်ကဆေးတွေကဈေးတွေကလည်းကြီးတာ ਈ ဒါမင်းလည်းတောက်ရတာပဲ အခုလည်းတောက်တယ်အခုဆေးတောက်ပြီးထွက်လာပြီဒီမှာလာထိုင်နေတာဟုတ်ကဲ့ဆေးရဲ့ဆေးရုံမတည့်ရပါနဲ့ဆေးရုံပုံစံတိုင်းပဲတောက်နေရတာဟုတ်တယ်ဆာနေစင်းနေလေကျေးဇူးတင်ပါတယ်သူတို့တွေကသူတို့နဲ့ကိုနေဒီမှာလေတမိတို့နဲ့ကဒီမှာတောက်ဆောက်ကိုတွေ့နေကြတာလေအကယ်ဒမီကဲဖြတ်တယ်ဟာအကုန်တွေ့စုံနေတော့ဒီရှေ့တဲ့နေမှာကိုကဘတ်ကနေဖြစ်သွားတော့ကျေးဇူးတင်ပါတယ်မီဒီယာတွေလည်းမီဒီယာတွေအိမ်ကိုအိမ်ကျမှာလာဖြူကြတာလေဆေးရုံမှာတော့သူတို့လည်းဖြူလို့မရတော့ ိမ်မှာအေးဒီတိုင်းနဲ့လာပြီးတော့အမလေးတို့မီဒီယာတွေလည်းအားလုံးကိုကျေးဇူးတင်တယ်အမလေးတစ်ခါလိုင်း9000တယောက်က9000ဟာကိုတော့အားနာနေတယ်။အော်တို့ဘယ်သူမှမတို့ကိုရီးယားတော့မကြွေးရဘူးတို့ကကိုလာလာပြီးတော့မှမီဒီယာတွေကကိုပြန်ပြန်ပြီးတော့9000 9000ကတော့လာတာ။အဒီကအားလုံးကိုကျေးဇူးတင်ပါတယ်။အဒီတို့ကိုအခုလိုပေးကြကမ်းကြတာတွေလှူကြတန်းကြတာတွေအဒီတာတို့ခေါ်ပါတယ်မီဒီယာဖွဲ့တွေအားလုံးကိုလည်းနော်။ပြည်တက်ကတော့ပြောနေစရာမလိုဘူးလေတို့ကတော့ကိုကိုချစ်လို့ KB တွေနဲ့ပို့ကြ ိုလူကပို့ဒီလူကပို့တွေလည်းအများကြီးပါရှင် အားလုံးကိုပြေးတတ်ကိုလည်းကျေးဇူးတင်ပါတယ်မတူးခုမကြမ်းပါတဲ့အချိန်မှာမတူးရဲ့ကျမ်းမာရေးစေကုသကေကိုထောက်ပံ့ကူညီပေးတဲ့ပုံကူများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဘေးရန်နေလည်းကင်းကြပါစေစီးပွားရေးလည်းပါတီတိုးတက်ကြပါစေ Thank you.